်မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရုရှားသမ္မတပူတင်ကတင်ခင်းတဲ့ရင်းပြင်းနီအောင်ပွဲ20ပြည့်အကုန်ပြုကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်းကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခိုင်းပဲနောက်တန်းမာနီယာချတာတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားသမ္မတပူတင်ကတင်ခင်းတဲ့ရင်းပြင်းနီအောင်ပွဲ20ပြည့်အကုန်ပြုကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်းကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခိုင်းပဲ နောက်တန်းမှာနေရချနာကြောင့်ရုရှားဆိုရနဲ့စစ်ကောင်စီကထုတ်ပြန်တဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းညတင်ရပါရယ်မေလ၈ရက်နေ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင်းဖင်အပါဝင်နိုင်ငံခေါင်းဆောင်တွေကိုဂုံပြူညစာစာပွဲနဲ့ကပွဲကိုဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မယောင်လိုင်းကိုအခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှာနေရချတာခဲ့တာကိုတွေ့ရပါရယ်မနေ့ကညဂုံပြူညစာစာပွဲနဲ့ကပွဲကျင်းပရာ Andrey Sky ကမှတရုတ်သမ္မတရှီကျင်းဖင်နဲ့ရုရှားသမ္မတပူတင် င်တို့ကရှေ့ဆုံးတန်းမှာတဒန်းနဲ့ထိုင်ခဲ့ကြပြီးနောက်ဖက်ကျတဲ့ထိုင်ကုန်တန်းမှာမင်းအောင်လိုင်းနဲ့အခြားနိုင်ငံကများမှခေါင်းဆောင်များကိုနေရာချတာပေးခဲ့တာကိုမြင်တွေ့ရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာ1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ချီတက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ချီတက်မှာဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးအလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယအတိုင်းမူဘုံမူကြီးလင်းနိုင်စိုးနဲ့လောက်ခမ်းများကစစ်မှုရဲတပ်သားတင်အယောင်းဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံမှုများဖြင့်အမှုစဉ်ဖမ်းဆီးပြီးငွေချင်းချောက်တောင်းမှုတွေလုပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးအလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယအတိုင်းမူဘုံမူကြီးလင်းနိုင်စိုးဦးဆောင်တဲ့ဖွဲ့ကလူစားလူစစ်မှုရဲတပ်သားတင်များအယောင်းဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံမှုတွေနဲ့အမှုစဉ်ပြီးငွေချင်းချမ်းသာသူတွေကိုဖမ်းဆီးငွေချင်းချောက်တောင်းယူခြင်းတွေလှုပ်ဆောင်လျက်ရှိကြောင်းဖမ်းဆီးငွေချင်းညှဉ်းခံသူတချို့နဲ့စစ်မှုတန်းဖြင့်ဖမ်းဆီးငွေညှဉ်းခံသူတချို့ ီမှသိရပါဗျ။2024ခုနှစ်ဩဂုတ်လမှာကလောမျိုးစင်ဦးစီတက္ကသိုလ်မှပုံမှုကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုဖြစ်ပြောင်းရွှေ့ခန့်ပြီးချိန်ကစပြီးလူစားတို့စစ်မှုရန်တပ်သားများအယောင်းဝယ်ကိုတွင်တွင်ကြဲကြဲလှုပ်ဆောင်လာကြောင်းမန္တလေးမှာစစ်မှုတန်းပေါ်အကျောင်းဝင်နဲ့အသက်18နှစ်မှအသက်35နှစ်အတွင်းငွေကြီးချမ်းသာသူများစီးပွားရေးလုပ်ငန်းရှင်များရဲ့တားများစင်းကိုဒုတိယတိုင်းမှုပုံမှုကြီးလင်းနိုင်စိုးကစစ်ဘက်ရာလုံခြုံရေးဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရပါတယ်။အလဲပိုင်းတိုင်းဒုတိယတိုင်းမှုပုံမှုကြီးလင်းနိုင်စို ကငွေကြေးတက်နိုင်သူတွေရဲ့သားတွေကိုစစ်မှုထမ်းစီရင်မှာမပါလိုပါကငွေကြေးပေးဖို့တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုထမ်းတက်တာဝယ်ယူရမယ်လို့ဆိုပြီးငွေကြေးတောင်းယူအစားထိုးပေးခြင်းများလှုပ်ဆောင်နေကြောင်းအဲ့ဒီလိုငွေကြေးချင်းချောက်တောင်းယူမှုတွေကိုဒုတိယတိုင်းမှုဘုံမှုကြီးလင်းနိုင်စိုးကဦးဆောင်ပြီး၎င်းရဲ့လက်အောက်ခံစင်ရရှိတွေကဆောင်ရွက်ဖို့လှုပ်ဆောင်ပေးနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။ ။ဦးဆောင်နာကတော့ဒုတိယအတိုင်းမှုပေါ်ဒါပေမဲ့သူ့ရဲ့လောက်ကအလဲပိုင်းနိုင်စစ်ဌာနချုပ်ကစစ်ဘက်ရာလုံးချုပ်ရင်ဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေပေါင်းပြီးစစ်မှုထမ်းဥပဒေအကြောင်းပြပြီးငွေညစ်တဲ့နောက်ပြီးငွေကြီးချမ်းသာတဲ့သူတွေလုပ်ငန်းရှင်တွေကိုအကြောင်းမရှိအကြောင်းရှာသူတို့ပါဇက်တရားပုံမှားတွေကိုထုတ်ပြောဖန်ဆီးပြီးငွေညစ်တောင်းနေငွေရရင်ပြန်လွတ်ပေးတယ်လုပ်ငန်းရှင်တွေဆိုရင်တအုပ်ကိုငွေကျပ်300ခန်းတီတောင်းတောင်းပါတယ်ငွေပေးပြီးပြန်လွတ်လာလို့ရှိရင်လည်းဒါတွေကိုမတိုင်ဖို့ချင်းချောက်တယ်အဲ့ဒီချိန်မှာ PDN နဲ့ပတ်သက်တယ်ဆိုပြီးရှင်းပြလိုက်လို့ရတယ်ဆိုပြီးချင်းချောက်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ဒ အပြင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုပုံမှုကြီးလင်းနိုင်ဆိုကနိုင်ငံရေးမှုအကြံဖတ်မှုပုံမှန်တွေနဲ့အမှုစဉ်ဖမ်းဆီးခံထားသူတွေရဲ့ကြံရည်သူမိသားစုတွေကိုငွေညစ်တဲ့အပြင်ငွေကြေးလက်ဆောင်ပစ္စည်းများတောင်းယူခြင်းအခြားသောအခွင့်အရေးများစွာကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။တချို့နိုင်ငံရေးဆက်နွယ်မှုတွေကသူ့မှာပြန်လွတ်ပြေးနိုင်တဲ့အခွင့်အာဏာမရှိဘဲလှုပ်ရှားနေလို့မရှိရှိတာရှာဖွေလက်တွေ့ရတာဒုတိယတိုင်းမှုကငွေကြေးတဆိုးလက်ဆောင်ရသမျှအကုန်တောင်းယူလက်ခံယူထားတာဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုဝင်တွေကတော့ကောက်ရိုးတမြင်နေတဲ့ဒုတိယတိုင်းမှုကြီး ီဆိုပြီးကိုလူကိုတက်တာစေဖို့မျက်နှာချိုသွေးတောင်းတာအကုန်လုပ်ပြီးနေရတာလို့လက်တလော PDF ဆက်နွယ်မှုနဲ့ဖမ်းဆီးခံထားတဲ့လူငယ်တအုပ်ရဲ့မိတ်ဆွေတအုပ်ကပြောပါတယ်။မန္တလေးအလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယတိုင်မှုဘုံမူကြီးလင်းနိုင်ဆိုကစစ်တပ်ကတော်ပတ်စဉ်40ကျောင်းဆင်းဖြစ်ပြီးလက်ရှိနန်းတွင်းစစ်ကြောင်းရေးကိုဦးဆောင်ဆစ်ဆီးခြင်းနဲ့အလဲပိုင်းနိုင်စစ်ဌာနချုပ်ရဲ့စစ်ဘက်ရာလုံခြုံရေးလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်နေရကြောင်းသိရပါတယ်။ ဆက်လက်ပြီးဖားကန်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုဆိုင်းဖရာယွာနဲ့ကတ်မွန်ယွာနီမှတိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ဆိုင်းဖရာချင်းယွာကတ်မွန်ချင်းယွာတို့နီမှတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားလျက်ရှိကြောင်းခရိုင်စစ်ရေးတရင်အရှင်မြစ်ကပြောပါရယ်။မေလာရှင်းရနေ့ဖားကန်မြို့နယ်ဆိုင်းဖရာချင်းယွာတွင်ဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်တပ်ကအထိနာပြီးကတ်မွန်ချင်းယွာကိုပြန်ဆုတ်သွားကြ ောင်းဒါအပြင်ကတ်မော်ကျင်းမြောင်ဖုန်ကြီးကြမှာတက်ဆွဲထားတဲ့စစ်တပ်ကိုလည်း KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုတွေများပြားလျက်ရှိကြောင်းသိရပါတယ်။မနီကရှင်းရက်နေ့မှာဒီဆိုင်ဖျားရွာထဲဝင်လာတဲ့စစ်ကောင်စီဖွဲ့တွေကို KIA KPD ရဲ့ပူးပေါင်းဖွဲ့ကစောင့်ကြိုတိုက်ခိုက်တယ်။အဲ့ဒီလိုတိုက်တော်ဆိုင်ဖျားရွာကနေကတ်မော်ကိုပြန်ဆုတ်သွားတယ်။ကတ်မော်ဖုန်ကြီးကြမှာသူတို့ဝင်နေတဲ့အချိန်လဲ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ကတနေ့ကဝင်တိုက်တာပေါ့။ဝင်တိုက်တော့သူတို့ကအတော်အထိနာတယ်။ဒီသုံးဘက်အတွင်းမှာစစ်ကောင်စီဘက်ကနေအထိကအကြဆုံးများလာပေါ့။တင်က ားတွေ drone နဲ့လင်းရင်းနေတဲ့လေကြောင်းကနေတိုက်ခိုက်ပြီးတော့ထိုးစစ်ဆင်လာပြီးမြေ KYNKB တရပူပေါင်းပွဲကပိတ်ဆို့တိုက်ခိုက်ထားတဲ့အတွက်သုံးဖက်ကြားတိုက်ပွဲအထိဖားကန့်ကိုမရောက်နိုင်သေးဘူးစစ်တပ်ကအထင်ခိုက်အကြဆုံးတော်တော်များနေရလို့ KYN စီးရင်သတင်းရင်းမြစ်ကပြောပါရတယ်။ အဲလိုအထိနာတဲ့အကျန်းဖတ်စစ်တပ်ကကတ်မော်ကျင်းရွာနဲ့ဆိုင်ဖျားကျင်းရွာတဝိုက်ကိုမေလရှိရနေ့ညနေပိုင်းတစ်ချိန်ည9:00နာရီကျော်မှာနှစ်ချိန်လေကြောင်းနဲ့ပုံကျဲတိုက်ခတ်ခဲ့ပြီးဒရုန်းလက်နက်ကြီးတွေနဲ့ပါပစ်ခတ်လျက်ရှိကြောင်းသိရပါတယ်။ဆိုင်ဖျားရွာနဲ့ကတ်မော်ရွာတဝိုက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုနေ့တိုင်းရှိရဲသူတို့ကအထိနာတော့လေကြောင်းတိုက်ခတ်မှုကနေ့တိုင်းလုပ်နေရတာမနေ့ကလည်းတော်တော်တိုက်ပွဲပြင်းထန်နေသူတို့ဒရုန်းတွေနဲ့ပစ်တာရှိရဲလက်နက်ကြီးတွေနဲ့ပစ်တာရှိရဲသူတို့ကဒီသုံးဖက်အတွင်းမှာလဝါကျင်းရွာကနေကာမိုင်းကာမိုင်းကနေရှိကာတာအဲ့ဒီကနေနိုင်ရွာ အနံ့ရကနေကတ်မော့ဆိုင်းဖီယာအထိရောက်လာတာလို့ KIA စီးရီးသတင်းရင်းမြစ်တွေကပြောပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်ကိုပြန်လည်စိုးမိုးနိုင်ဖို့ဂျမ်ဖက်စကောင်စီတပ်ကီတူစစ်ရဲအင်အား600ကျော်နဲ့တင်ကားနှက်စီဒရုန်းလက်နက်ကြီးများနဲ့ကာမိုင်းနံ့ရဖားကတ်လမ်းပိုင်းမှာစစ်ကြောင်းတစ်ကြောင်းဟိုပင်အင်တော်ကြီးခွေခါလမ်းပိုင်းမှာအင်အား300ကျော်နဲ့စစ်ကြောင်းတစ်ကြောင်းလုံးနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီး KIA KBD ရဲ့ပူပေါင်းတပ်ဖွဲ့ကလည်းပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။ဖားကတ်ကိုဝင်တဲ့လမ်းကျော်3ခုစလုံး KIA KBD ရဲ့ပူပေါင်းဖွဲ့ကသိမ်းပိုက်ထားတဲ့စိုးမိုးထားတဲ့ တာမခန်ဆယ်စင်ဖားကန်လန်ဟိုပင်အင်တော်ကြီးဝေခါဖားကန်လန်ပြီးလို့ရှိရင်ကာမိုင်းနိုင်ရာဖားကန်လန်လမ်းကျောတုံးကူလုံကို KINGB တရပူပေါင်းဖွဲ့ကအနေမြေစိုးမိုးသိမ်းပိုက်ထားတာဆိုတော့သူတို့ကဒီလမ်းကျောင်းကိုပြန်လို့ကျင်တာပေါ့ဒါကြောင့်ဖားကန်ဘက်ကိုအင်အားထောင်ကနန်းနဲ့မြေပြင်ကရောဝေဟင်ကပါထိုးစစ်ဆင်နေပါတယ်လို့ KIA စီးရေးသတင်းရင်းမြစ်ကပြောပါတယ် ဖားကံမျိုးပေါ်မှာလည်းစစ်ကောင်စီတပ်သားတွေကအတက်အတွင်းမှာနေထိုင်နေရပြီးမြို့ရင်းနယ်မြေစိုးမှုမှုလုံဆောင်နိုင်ချက်မရှိကြောင်းလက်တလောစစ်ကောင်စီရဲ့ဖားကံမျိုးနဲ့ကန်ဆဲပြူဝါကုန်းမှာစစ်ပြူဝါမှုအစ်စ်တောင်းကိုရဟန့်ရင်နဲ့ပို့ဆောင်ကစစ်ရင်ရထတ်တိုးပြီးနေမြေစိုးမှုကြီးလုံဆောင်နိုင်ဖို့စစ်တပ်ကစူးစမ်းနေခြင်းဖြစ်ကြောင်းသိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့မန္တလေးမှာငလင်ကြောင်တင်းဆောင်သွားတဲ့အနေရှိနေအိမ်တိုက်တာအဆောင်များဖြိုဖျက်ဖို့စီပင်ကိုရှောက်ထားတော့လဲအနည်းဆုံး3လဆောင်းဆိုင်ပြီးငွေပေးသူတွေကိုစီပင်ကဦးစားပေးရကြောင်တင်ဆက်ပြီးပါမယ်။ မန္တလေးမှာငလင်ကြောင့်နေအိမ်တိုက်တာအဆောင်တင်းဆောင်သွားတဲ့အိမ်ပိုင်ရှင်တွေကအန်ဒီရရှိတဲ့နေအိမ်တွေဖြိုချဖို့မန္တလေးမြို့တော်စီပင်ကိုရှောက်လွာတင်ပေးမယ်အနည်းဆုံး3လဆောင်ခိုင်းပြီးငွေကြေးပေးသူတွေကိုစီပင်ကဦးစားပေးအိမ်ဖြူပေးနေကြောင်းမန္တလေးမှာအိမ်ပိုင်ရှင်များကပြောပါတယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိစကိုင်းငလင်ကြီးကြောင်းမန္တလေးမှာအထက်မြင့်တိုက်တာများစုတင်းဆောင်ပြိုကျလို့ဖြစ်နေရအန်ဒီရရှိတဲ့အတွက် မန္တလေးစီပင်ကဦးစားပေးပြီးဖြိုဖျက်ပြီးနေကြောင်းသိရပါတယ်။ကျွန်တော်တို့ရက်ကွက်တဲ့လမ်းပေါ်မှာစိန်ပန်းကွန်တိုကတင်းဆောင်းနေတာဖြိုဖျက်ပြီးဖို့သွားပြောတဲ့စီပင်ကိုစတင်နေအနည်းဆုံး3လဆောင်ရမယ်ပြောတယ်။ကွန်တိုဆောက်တဲ့သူကလည်းဘာမှတာဝန်မယူဘူး။မန္တလေးစီပင်ကအရေးကြီးတာတွေဦးစားပေးနေလို့ဒီဘက်ကိုမလာနိုင်သေးဘူးလို့ပြောတယ်။အဲ့ဒါအခြားရက်ကွက်ကကျွန်တော်တို့နဲ့အတူသွားတင်နေသူတွေကြတော့ချက်ချင်းလိုက်ဖြိုပေးတယ်။မိကြီးတော်မှရှည်လောင်းလိုက်တာတယ်။ လက်ငွေပေးတာကိုပြောတာပါ။ငွေပေးတဲ့သူကိုဦးစားပေးပြီးလိုက်ဖြူပေးနေရလို့မန္တလေးမြို့မှာပြည်သူတောင်းကပြောဆိုပါရယ်။ဒါပြင်လက်ရှိပြူကြလူလူတိန်းဆောင်နေတဲ့အထက်မြင့်တိုက်တာတွေမှာလာမဲ့မိုးရင်းကာလမိုးများရင်မြင်းနေပြီးထပ်မံပြူကြနိုင်ကြောင်းလမ်းသွားလမ်းလာနဲ့ရက်ကွက်နေပြည်သူများအတွက်အနေအကြီးမှကြောင်းဒါပေမဲ့စစ်ကောင်စီနဲ့စီပင်ကချက်ချင်းဆောင်ရွက်ပေးမှုမရှိဘဲလာပေါင်းများစွာအချိန်ဆောင်ဆန်းခန့်နေကြောင်းပြည်သူတွေကဆိုပါရယ်။သခိုင်းကလင်ကြောင်းတိန်းဆောင်နေတဲ့ထပ်မြင့်တိုက်တာတချို့ပြူကြအကွဲမှုတွေဖြစ်ပွားလျက်ရှိပြီးမေလာလီရဲ့နေလယ်ပိုင်းမန္တလေးမြို့ဆန်ကား လမ်း82လမ်းအီလန်းတောင်ရှိရှစ်ထပ်တိုက်တလုံးမှာပြိုကျပြီးအောက်ဆုံးနှစ်ထပ်မြင်းကြီးရဲကိုနေမြုပ်သွားကြောင်းသိရပါတယ်။အလားတူအေပီလ15ရက်နေ့ညနေပိုင်းမိုးများရွာသောမူကြောင့်မန္တလေးမြို့26လမ်းလမ်း80 82လမ်းရှိသုံးတပ်တိုင်း Fine Store အထောက်အဆောက်အုံမှာနလင်တန်ကြောင်တင်းဆောင်ခဲ့ရမှာမိုးရွာသွန်းချိန်မှာလုံးဝပြိုကျသွားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။